်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပမာဥဆုံးဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်စစ်မီးများဝိုင်းနေသောအခါဆိုတဲ့ကောင်းစဉ်နဲ့ရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး73ကိုဆင်ခြင်သွားခြင်းပါတယ် ရေယောဗောင်မင်းကြီးနန်းဆန်၁၂နှစ်တွင်အဘိယသည်ယေရုရှလင်မြို့၌မင်းပြု၍ယူဒပြည်ကို၃နှစ်ဆိုးဆန့်၏မေရောကကိဗာမျိုးသားဩရီလာဤတမီမာခအမည်ရှိ၏အဘိယနှင့်ယေယောဗောင်တို့သည်စစ်တိုက်သောအကြောင်းအရာဟုမူကားအဘိယသည်ရွေးချယ်သောစစ်သူရဲကောင်း၄သိန်းနှင့်စစ်ခင်းခြင်း၏ယေယောဗောင်သည်ရွေးချယ်သောစစ်သူရဲကောင်း၈သိန်းနှင့် စစ်ခင်းခြင်း၏အဘိယသည်ဧဘရင်ခရိုင်စေမရင်တောင်ပေါ်မှယက်လျက်အိုးရေယောပောင်နှင့်ဣတိလလူအပေါင်းတို့ နားထောင်ကြလောဣတိလအမျိုး၏ဘုရားသခင်ထာဝရဘုရားသည် စားနှင့်ရှင်သောပရိညင်အားဖြင့်ဣတိလနိုင်ငံကိုဒါဝိနှင့်သားတော်မြေတော်တို့၌အစဉ်အတော်မူကြောင်းကိုတင်တို့တိမတ်တင်သည်မဟုတ်လောတို့ရတွင်ဒါဝိဒ်သားတော်ရှောလမုန်ဤကျွန်း နေဘက်သားရေရောပေါင်သည်မိမိအရှင် ကိုတဖက်ထား၍ပုံကံလေပြီးရှောလမုန်သားရောပေါင်သည်အသက်ငယ်၍သဘောနူးညံ့သောကြောင့်မစည်းတားနိုင်သောအခါလျက်ပေါ်သောသူ အတ္တမလူတို့သည် ရေရောပေါင်ထံမှစုဝေး၍ရောပေါင်မင်းတဖက်၌ကိုကိုခိုင်ခန့်စေကြ၏ယခုလည်းသင်တို့သည်ဒါဝိဒ်ဤသားမြေး၌ရှိသော ထာဝရဖျားဤနိုင်ငံတော်ကိုစီတားမည်ဟုကြံစီကြသည်တကားသင်တို့သည်များပြား၍သင်တို့ဖျားအရာ၌ရေရောပေါင်လုတ်သောရွှေနွားတငယ်တို့လည်းရှိကြ၏သင်တို့သည်ထာဝရဖျားခန့်ထားတော်မူသောယေဘရဟိတ်အာယုံ အမျိုးနှင့် လေဝိအမျိုးသားတို့ကိုနှင်ထုတ်၍တပားအမျိုးသားထုံးစံအတိုင်းကိုအဖို့ယေဘရဟိတ်တို့ကိုလောက်ကြပြီမဟုတ်လော ထို့သောနှင့်အညီ နွားတငယ်တကောင်နှင့်တိုးခုနှစ်ကောင်ကိုပေး၍ယေဘရဟိအရာ၌ခံထားခြင်းကို ခံတော်သူမြည်သည်ကဖျားမဟုတ်တော်သူထံမှယေဘရဟိပြုတ်ရသည်တကားငါတို့မူကားထာဝရဖျားကိုမစွန့်ထိုဖျားသည်ငါတို့၏ဖျားသခင်ဖြစ်တော်မူ၏ထာဝရဖျား၏အမှုတော်ကိုထမ်းသောယေဘရဟိတို့သည်အာယုံအမျိုးဖြစ်ကြ၏လေဝိသားတို့သည်လည်းမိမိတို့အမှုကိုစောင့်နေကြ၏ထာဝရဖျားရှိတော်၌မိရှုရာရင့်နှင့် နတ်သားပေါင်းကိုနတ်နှစ်တိုင်းညဥ်တိုင်းမိရှုကြ၏တန်ရှင်သောစပွဲပေါ်မှာရှိတော်မုံကို၎င်းညဥ်တိုင်းထွန်းစရာဖို့ရွှေမီးခုံနှင့်မီးခွက်တို့ကို၎င်းပြင်ဆင်ကြ၏ငါတို့သည်ငါတို့ဤဖျားသခင်ထာဝရဖျားဤအမှုတော်ကိုစောင့်ကြ၏တင်တို့မူကားထာဝရဖျားကိုစွန့်ကြပြီဖျားသခင်ကိုတော်တိုင်သည်ငါတို့တွင်ဘူမင်းဖြစ်တော်မူ၏ပြာဒခင်ဤယေဘရဟိတ်တို့သည်လည်းတဘိုးမုတ်လျက် ်တင်တို့တဖက်၌နိုးစော်ခြင်းကငါတို့တွင်ရှိကြ၏အိုဣတိလအမျိုးသားတို့ဘိုးဘေးတို့ဤဖျားသခင်ထာဝရဖျားတဖက်၌မတိုက်ကြနှင့်တိုက်လျင်ရှုံးရကြလိမ့်မည်ဟု ပြောဆို၏ရေရောပေါင်သည်ယူဒလူတို့နောက်၌မထင်မရှားတတ်ချီစီ၍ကိုယ်တိုင်တဖက်ချောင်းနေသောသူတဖက် ယူဒတက်ကိုဝိုင်းကြ၏ယူဒလူတို့သည်ပြန်ကြည့်သောအခါစစ်မှုဝိုင်းမိသည်ကိုမြင်လျှင် ထာဝရဖျားအားဟစ်ခေါ်၍ယေဘရဟိတို့သည်လည်းတပိုးမှုတ်ကြ၏တဖန်ယုဒလူတို့သည်ကြွေးကြော်သောအခါဘုရားသခင်သည်ယေယောဘံကိုအပိယနှင့်ယုဒလူတို့ရှေ့မှတန်ခတ်တော်မူသဖြင့်ဣတိလအမျိုးသားတို့သည် ပြေး၍သူတို့ကိုယုဒလူတို့လက်သို့ဘုရားသခင်အပ်တော်မူ၏အပိယနှင့် သူဤလူတို့သည် ကြီးစွာသောလှုပ်ကြံခြင်းကိုပြု၍ရွေးချယ်သောဣတိလလူ၅သိန်း လဲတည်သဖြင့်ဣတိလအမျိုးသားတို့သည် ထိုအခါရှုံ၍ယူဒအမျိုးသားတို့သည်ဘိုးဘီတို့၏ဖျားခင်ထာရာဖျားကိုခုလုံသောကြောင့်နိုင်ကြ၏အဘိယသည်ယေယောပောင်ကိုလိုက်၍ဗေတလမြို့နှင့်ယွာမြာယေရှနမြို့နှင့်ယွာမြာအေဖရိမ်မြို့နှင့်ယွာမြာတို့ကိုသူ့လက်မှနှုတ်ယူလေ၏အဘိယလက်ထက်ကာလပတ်လုံးယေယောပောင်သည် နောက်တဖန်ခွန်အားကိုမရပြန် ထာဝရဘုရားတန်ခတ်တော်မူသည်ဖြင့်သေလေ၏အဘိယမူကားခွန်အားတိုးပွား၏မယား34ယောက်တို့ကို ယူ၍သား22ယောက်နှင့်တမီး16ယောက်တို့ကိုညင်ရ၏အဘိယပြုသောအမှုအရာကျွင်းလေသည်များတို့နှင့်ကျင့်သောအကျင့်ပြောသောစကားများတို့သည်ယာဇဝင်နှင့်ဆက်၍ပရောဖက်ဤတော်စီရင်သောစာ၌ရေးထားလျက်ရှိ၏ အခုရာဇဝင်ကျုပ်ဒုတိယဆောင် အခန်းကြီး73ထဲမှာဣဒလဘယင်ရေယောပောင်နဲ့ယုဒဘယင်အဘိယတို့စစ်တိုက်ကြတဲ့အကြောင်းကို တွေ့ရပါတယ်။အဘိယမှာစစ်တီအင်အား၄သိန်းရှိတယ်။ရေယောပောင်မှာစစ်တီအင်အား၈သိန်းရှိတယ်။လူအနေနဲ့ကြည့်ရင်အင်အားကနှစ်ဆကွာပါတယ်။ယုဒဘယင်အဘိယရှုံးဖို့များပါတယ်။ယုဒဘယင်အဘိယကအေဖရင်ခရိုင် စေမရိန်တောင်ပေါ်မှာရက်ပြီးတော့ဣတလာလူတွေကို ပြောတဲ့စကားကဣတလာအမျိုးရဲ့ဘုရားသခင်ဟာစားနဲ့ရှင်နဲ့ပရိညာအဖြစ်ဣတလာနိုင်ငံကိုဒါဝိတ်မျိုးဆက်ကိုအပ်ခဲ့တဲ့အကြောင်းနဲ့သူ့ဘက်မှာဘုရားသခင်ရှိတဲ့အကြောင်းဣတလာလူမျိုးဘယင်ကတော့ဘုရားသခင်ရဲ့ပရိညာကိုစန့်ကျင်ပြီးတော့ဘာလဖျားရွှေနွားတငယ်တို့ကိုကိုးကွယ်အားကိုးတယ်။သာဝရဘုရားကိုစွန့်တယ် အဘိယနဲ့ယူဒလူမျိုးတွေကတော့ထာဝရဘုရားကိုမစွန့်မဲနဲ့ဘုရားသခင်ကိုပဲဆက်လက်ပြီးတော့မှအားကိုးတဲ့အကြောင်းကိုမှတ်စုပါတယ်။နောက်အဘိယဆက်ပြောတာကဘုရားသခင်ကိုတော်တိုင်ယူဒလူမျိုးဘက်မှဗိုလ်မင်းဖြစ်တဲ့အကြောင်းဘုရားသခင်ကဥဆောင်ပြီးတော့တိုက်ခိုက်မဲ့အကြောင်းဘုရားသခင်ရဲ့ယေဘရဟိတွေလည်းနိုးစော်တန်တဘိုးမှုတ်ပြီးတော့ဣတိလလူမျိုးတွေကိုဆန့်ကျင်တိုက်ခိုက်မဲ့အကြောင်းပြောပါတယ်။ဒါကြောင့်ဣတိလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရားနဲ့ဆန့်ကျင်ပြီးတော့ မတိုက်ကြနဲ့တိုက်ရင်ရှုံးမယ်လို့ပြောဆိုပါတယ်။ဣတလဘယင်ရေရောပေါင်ဟာယုဒလူမျိုးတို့ကိုတိုက်ဖို့ရှေ့မှာမြင်သာတဲ့စစ်မျက်နှာဖွင့်ထားသလိုယုဒလူမျိုးတွေမသိအောင်နောက်ဖက်ကနေသူစစ်တပ်ကိုပတ်ဝိုင်းပြီးတော့မှယုဒတွေကိုအပြုတ်တိုက်ဖို့ပြင်ဆင်ထားတယ်။အဲ့ဒီလိုလှုပ်ထားတော့ယုဒလူမျိုးတွေအတွက်စစ်မီးဟာပတ်ပတ်လည်မီးတွေဝိုင်းထားသလိုဖြစ်နေတယ်။အဲ့ဒီလိုစစ်မီးဝိုင်းခံနေရတော့သူတို့ထက်အင်အားကြီးတဲ့ ရေရောပေါင်စစ်တက်ကြီးကိုအရှုံးပေးသွားသလားဆိုတော့အရှုံးမပေးပါဘူးယူဒတွေဟာဘုရားသခင်စီကိုဟစ်ခေါ်ဆုတောင်းကြတယ်ယေဘရဟိတွေကလည်းတပိုးကိုမှုတ်ကြတယ်နောက်ယူဒလူတွေကလည်းအားမလျော့ပဲနဲ့ကြွေးကြော်ကြပါတယ်အဘိယဘယင်နဲ့ယူဒလူမျိုးတွေရဲ့ရှေ့မှာဘုရားသခင်ကလည်းရေရောပေါင်ကိုတန်ခတ်ဆုံးမတဲ့အခါမှာဣတလာလူမျိုးစစ်သား9သိန်းဟာဆုံးရှုံးခြင်းကိုရောက်သွားကြရတယ် ယူဒလူမျိုးတွေထက်အင်အားနှဆကြီးတဲ့ဣတိလလူမျိုးတွေဟာစစ်ရှုံသွားကြရပါတယ်။နောက်ပိုင်းယေယောဘောင်ဟာပြားသခင်ကို အားကိုးတဲ့ယူဒစစ်တပ်ကိုပြန်တိုက်ဖို့ခွန်အားပေတော့မှထပ်မရနိုင်တော့ပါဘူး။နောက်ဆုံးမှာတော့ပြားသခင်တန်ခတ်တဲ့အတွင်တည်သွားတယ်ဆိုတာကို တွေ့ရပါတယ်။ဒါဟာစစ်မှန်တဲ့ပြားကို အားကိုးတဲ့သူနဲ့ဖျားမဟုတ်တဲ့အရာတွေကိုအားကိုးတတ်တဲ့သူတွေရဲ့ကွာခြားမှုအဖြစ်အပျက်တွေပဲဖြစ်တယ်။ ပြာဒခင်ကို အာကိုတတ်တဲ့သူတွေဘက်မှာပြာဒခင်ဟာဘိုမင်းအနေနဲ့ဥဆောင်တိုက်ခိုက်နေတယ်ဆိုတာကိုသင်ကန်းစာယူစရာအချက်ပဲဖြစ်တယ်လူအနေနဲ့ကြည့်မယ်ဆိုရင်အင်းအားတာတဲ့သူကနိုင်မယ်ဆိုတာသိချပေါက်ပြောနိုင်မှာဖြစ်တယ်ဒါပေမဲ့ပြာဒခင်ကိုအာကိုတဲ့သူတွေကတော့မျက်မြင်မြေပြင်အခြေအနေကိုမကြည့်ပဲနဲ့ပြာဒခင်ကိုပဲမျောကြည့်အာကိုနေခြင်းကြောင့်ရန်သူနဲ့အင်းအားကွာခြားပြီးတော့အင်းအားဘလောက်ပဲနှဲပါနေပါစေ ဘုရားခင်ကဥဆောင်နေတဲ့တိုက်ပွဲဖြစ်တဲ့အတွက်တိုက်ပွဲဟာအနိုင်ရမဲ့တိုက်ပွဲပဲဖြစ်တယ်။ဒီနေ့ဒီအချိန်မှာကျွန်တော်တို့ယုံကြည်သူတွေဟာလည်းပဲအဘိယာနဲ့ယူဒာလူမျိုးတွေစင်မီတွေအဝိုင်းခံထားရတယ်လို့အခြေအနေတွေနဲ့တွေ့ကြုံနေရတယ်မဟုတ်ဘူးလား။အာနာရှင်စနစ်ဆိုးကြောင့်တွေ့နေရတဲ့ပြည်တွင်းစစ်စင်မီအလုတ်အကန်အနေအထားတွေပြက်နေတော့စာဝတ်နေရင်းနဲ့ပတ်သက်တဲ့စင်မီမျိုးဆက်တစ်တွေအတွက် ပညာရေးဟာလည်းပဲပုံမှန်မဟုတ်ပဲပညာသင်ကြားဖို့ခက်ခဲနေတဲ့စင်မီမတရားမှုတွေပိုများလာတဲ့အတွက်အနာဂတ်ရှိရေးတွေမရည်မရာနဲ့ဘာဖြစ်မှန်းမသိနိုင်တဲ့တောကစင်မီတရားမြတ်တမှုကင်းမဲ့ပြီးတော့မှန်ကန်မှုမရှိတဲ့ဥပဒေတွေကြောင့်ထင်ထင်ပေါ်ပေါ်နေထိုင်သက်ရှင်မှုမပြုနိုင်တဲ့စိုးရိမ်စိတ်တွေများနေတဲ့စင်မီမမျော်လင့်တဲ့ငလျင်တဘာဝကပ်ဘေးဆိုးတွေကြောင့် အိုးအိမ်တွေပျက်စီးနေပြီးတော့နေရေးထိုင်ရေးခက်ခဲနေတဲ့စစ်မီးဒီလိုစစ်မီးတွေဟာပတ်လည်ဝိုင်းနေတယ်။ယုံကြည်သူတွေအတွက်ဒီစစ်မီးတွေဟာမျက်မြင်ရတဲ့အရာတွေရော မျက်မြင်မရတဲ့အရာတွေအပါအဝင် ခံစားနေရတဲ့ဝိညာဉ်ရေးရာစစ်မီးပေါင်းချုပ်ပဲဖြစ်တယ်။ဒီစစ်မီးတွေဝိုင်းနေခြင်းကရင်ဆိုင်တိုက်ထုတ်အောင်မြင်နိုင်ဖို့မဟာဗျူဟာနဲ့နီးဗျူဟာကတော့ဘုရားသခင်ထာဝရဘုရားဟာ ကိုယ်အတ္တတာရဲ့ပုံမင်းဖြစ်နေရမယ်။ သူ့ရဲ့ဥဆောင်ကုကဲမှုအောင်မှာလှုပ်ဆောင်နေရမှာဖြစ်ပြီးတော့သူ့ဘက်မှာနေပြီးတော့ဘုရားသခင်ရဲ့နိုင်ငံတော်အတွက်တိုက်ခိုက်ရမယ်။ဘုရားသခင်ဟာသခင်ယေရှုခရစ်တော်အားဖြင့်ကယ်တင်ခြင်းပေးနိုင်တဲ့အကြောင်းကြွေးကြော်ရမယ်။ယူဒလူမျိုးတွေဘုရားသခင်ကိုခိုလုံတဲ့အတွက်အနိုင်ရခဲ့သလိုဘုရားသခင်တပါးရီကိုပဲခိုလုံကူစားနေရမယ်။တိုင်းသူပြည်သားတွေဟစ်ကြော်နေတဲ့အချိန်မှာယုံကြည်သူတွေတိတ်တိတ်မနေဘဲနဲ့တပိုးမုံရမယ်။ တရားမျှတမှုအတွေ့ဘုရားသခင်ဘက်မှာယက်တီအသက်ရှင်ပြီးတော့စမီးတွေဝိုင်းနေတဲ့ဂျားကနေဘုရားသခင်ဥဆောင်မှုကို ခံယူပြီးတော့စမီးတွေအားလုံးကိုငိမ့်သက်အနိုင်ယူသွားနိုင်ကြဖို့ဂျာနာချင်းချင်းခဲ့တဲ့သူအယောက်စတိုင်းဘုရားသခင်နဲ့အတူရှိပြီးတော့ဘုရားသခင်စီကကောင်းကြီးမင်္ဂလာတွေနဲ့ပြည့်စုံနေပါစေအာမင် အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော့အပ်ပါသည်